ါဠိစာပါဒီကနေ့ဇူလိုင်လ1ရက်နေ့နိုရင်းစင်အရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AAC စစ်တနန်တက်မဲ့လူငယ်တွေကိုမြေပုံဒေသခံတွေကရခိုင်စီတော်ကြီးတီးပြီးတော့လိုက်ပါပို့ဆောင်ခဲ့တဲ့သတင်းရခိုင်မှာမြန်မာကျပ်ငွေ200 100နဲ့50ကျပ်တန်တွေအသုံးပြုလို့မရတော့ဘူးလို့ဒေသခံတွေကပြောဆိုကြတဲ့သတင်းတိုက်ပွဲတွေမရှိတော့လို့မယူတောင်တန်းမှာ တောဆင်ရိုင်းနဲ့ပြန်လည်တွေ့ရှိလာရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အရကတတော် AAC ကိုစစ်တင်နံတက်ဖို့သွားတဲ့လူငယ်တွေကိုရခိုင်ပြည်မြေပုံမြို့နယ်ကဒေသခံတွေကရခိုင်မင်္ဂလာစီရော TV လိုက်ပါပို့ဆောင်ခဲ့ကြရတယ်လို့သိရပါဗျ။မြေပုံမြို့နယ်ကဝေးလံခေါင်ပြားတဲ့ဒေသကြီးရွာတွေကနေ AAC စစ်တင်နံတက်ရောက်ဖို့လာကြတဲ့ရာနဲ့ရှိတဲ့လူငယ်တွေကိုဒေသခံတွေကကြိုဆိုခဲ့ကြတာပါ။ လူကြီးလူငယ်အမျိုးသမီးအမျိုးသားတွေကဝမ်းသာအားရနဲ့ရခိုင်မင်္ဂလာစီတော် TV တောင်းတောင်းဖြဖြလိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့မြေပုံဒေသခံအမျိုးသမီးငယ်တယောက်ကနရိစရာသတင်းဌာနကိုပြောပါရယ်ဒီလူငယ်တွေဟာမိုးရာသီမာတောင်ခက်ခက်ခဲခဲလာကြတဲ့လူတွေဖြစ်တာကြောင့်ပြည်သူတယောက်အနေနဲ့လိုက်လိုက်လေးလေးကြိုဆိုတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်အေအေရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုထောက်ခံပြီးတော့မောင်တော်တောင်ကုတ်မြောက်ဦး လဝမြေပုံအပောင်းဝင်နောက်ထပ်မြို့နယ်တွေကရထောင်ရှိတဲ့လူငယ်တွေစစ်တင်တန်းတက်ရောက်ဖို့ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။အေအေဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုပြီးခဲ့တဲ့မေလအတွင်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။အာရခတတော် AA တင်ပိုက်ထားတဲ့ရခိုင်ပြည်၁၄မြို့နယ်မှာမြမကြက်ငွေ200ရန်100ရန်နဲ့90ကြက်တန်တွေဟာအသုံးပြုလို့မရတော့ဘူးလို့ဒေသခံတွေကပြောကြပါတယ်။ မြန်မာကျပ်ငွေ200တန်း100ကျပ်တန်းနဲ့50ကျပ်တန်းတွေကိုငွေ1500စတာတွေစုပြီးကုန်ပစ္စည်းတွေပေးဝေးပေမဲ့အသုံးမဝင်တော့ဘူးဆိုပြီးရောင်းချသူတွေကပြန်ပေးတယ်လို့ရသေးတောင်မြို့နယ်ဒေသခံတယောက်ကပြောပါတယ်လက်ရှိရခိုင်မှာ90ကျပ်တန်ကနေ200ကျပ်တန်အထိငွေဆက်ခွေတွေဟာအသုံးပြုလို့မရဖြစ်လာနေတဲ့အတွက်ကြောင့်တစတစပြောက်ွယ်လာနေတယ်လို့လည်းဒေသခံတွေကပြောကြပါဗျ။ရခိုင်မှာအကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာနေတော့ မြန်မာကျပ်ငွေ200 150၊ကျပ်တန်ကုန်ပစ္စည်းဆိုတာဘာတစ်ခုမှမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီငွေဆက်ခွန်တွေဟာလည်းအသုံးမဝင်တော့ဘူးလို့မောင်တော်ဒေတာခန်တယောက်ကပြောပါရယ်။ရခိုင်ဒေတာမှာ9000ကျပ်တန်နဲ့1000ကျပ်တန်တွေကိုပဲအများဆုံးအသုံးပြုနေကြရပြီးတခြားသော1000ကျပ်တန်နဲ့900ကျပ်တန်တွေကိုတောင်အသုံးနည်းလာကြတယ်လို့သိရပါရယ်။ရခိုင်မှာတိုက်ပွဲတွေကြောင့်ဘဏ်လုပ်ငန်းတွေရပ်တန့်သွားခဲ့ပြီးတဲ့နောက်ငွေဆက်ခွန်အသစ်ဝင်ရောက်တာမျိုးမရှိတော့လို့ ရှိနေမိသားငွေဆက်ခွန်တွေကိုသာလှည့်ပတ်အသုံးပြုနေကြရတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါရရှင်။တိုက်ပွဲတွေမရှိတော့တဲ့အတွက်ကြောင့်မယူတောင်တန်းမှာတောဆင်ရိုင်းတွေကို ပြန်လည်တွေ့ရှိလာရတယ်လို့သိရပါဗျ။ဘူးတိတော်နယ်မောင်နှောမြို့နယ်တွေမှာအရခတက်တော် AA နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်က လက်နက်ကြီးလက်နက်ငယ်တန်တွေကြောင့်မယူတောင်းတဲ့နဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေစီထွက်ပြေးသွားတာဖြစ်နိုင်တဲ့အတွက်မယူတောင်းတဲ့တခြားမှာတောဆင်ရိုင်းတွေကိုမတွေ့ရှိခဲ့ရဘူးလို့ဒေသခံတွေကပြောကြပါတယ်။ AA ဟာဗုဒ္ဓတောင်မြို့နယ်ကို2024ခုနှစ်မေလ18ရက်နေ့နဲ့မောင်နှောမြို့နယ်တစ်ခုလုံးကိုတော့2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလိုတင်ပိုင်လိုက်ပြီးတဲ့နောက်မယူတောင်တန်းမှာလဲလက်နက်တန်းတွေစိတ်ငင်သွားရကနေအခုလပိုင်းအတွင်းမယူတောင်တန်းမှာတောဆင်ရံတွေပြန်လေရောက်ရှိလာကြတာကိုတွေ့ရှိလာရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ကလည်းတောဆင်ရိုက်တုံးကဟာမောင်တော်မြို့နယ်တာယာကုန်းကြီးရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်လေးနှစ်အရွယ်ကလေးငယ်တယောက်တန်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်ကွာမြို့နယ်နဲ့အေယာဝတီတိုင်းဒေသကြီးငတိုင်းရှောင်းလမ်းဘော်ကအမြောက်တပ်၃လေးလေးအနီးမှာစစ်ကောင်စီထိုးစစ်ကြောင့်အရခတ်တတော် AA အပါဝင်တော်လည်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ ငတိုင်းရှောင်းမြို့အပိုင်းကွာငတိုင်းရှောင်းကလန်းဘော်ကမြောက်ဆန်းကြီးရွာအနီးအမြောက်တပ်၃လေးလေးအနားမှာဇွန်လ29ရက်နေ့ကစလို့စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်အေအေနဲ့တော်လန်ရီပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေတယ်လို့တော်လန်ရီတပ်ဖွဲ့နဲ့နီးစပ်သူအမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်အေအေအပအဝင်တော်လန်ရီတပ်ဖွဲ့တွေဟာဇွန်လအစပိုင်းကအမြောက်တပ်၃လေးလေးတပ်ရင်အနီးဆုံးအထိကို ရောက်ရှိနိုင်ခဲ့ပြီးတရှုနေရာတွေမှာအသာစီးရထားခဲ့တာပါ စစ်ကောင်စီဘက်ကကျုံပျော်ခလာရ36အပါအဝင် နောက်ဆုတ်ထွက်ပြေးနေတဲ့အမြောက်တပ်344ကစစ်ကောင်စီတပ်သားတွေကိုပူပေါင်းအင်အားဖြည့်ပြီးထိုးစစ်ဆင်လာတာဖြစ်တယ်လို့ငတိုင်းရှောင်းဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေငတိုင်းရှောင်းမြို့အပိုင်းသိန်းနှုံကုန်းကြားကိုက်ကွင်းအနီးပတ်ဝန်းကျင်တွေကိုဇွန်လအစပိုင်းမှာတင်ယူနိုင်ခဲ့ပါရယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ X-ray နဲ့စစ်နှစ်ရကြာစစ်ပွဲအတွင်းအီရန်မှာအနည်းဆုံးလူပေါင်း935ယောက်သေဆုံးခဲ့ရတယ်လို့အီရန်နိုင်ငံပိုင်းမီဒီယာတွေမှာမနေ့ကသတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာအပြည့်အခက်ရည်ဆွေးပြီးတည်င်းတပတ်နီးပါးခန့်အကြောင်းမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဇီယွန်ဝါရီအစိုးရရဲ့တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်ခဲ့ရတဲ့ဆင်းရဲကြောင့်စစ်ပွဲအတွင်းသေဆုံးသူအားစားနေ935ရောက်အခုအချိန်အထိပေါ်ထုတ်တွေ့ရှိထားတယ်လို့တရားရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်တွေကိုကိုးကားပြီးအီရန်တရားဝင် IRNA တည်င်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။သေဆုံးသူတွေအထက်မှာအမျိုးသမီး132ရောက်နဲ့ကလေးငယ်36ရောက်ပါဝင်နေတယ် လို့လည်းသူ့ရဲ့ပြောဆိုချက်မှာပါရှိပါတယ်။ Israel ဟာဇွန်လ13ရက်နေ့မှာ Iran အပေါ်ကြီးမားတဲ့ဘုံးကျဲတိုက်ခိုက်မှုတွေကိုစတင်ခဲ့ပြီး Iran စစ်ဘက်ဆိုင်ရာထိတ်တန့်တက်မှုတွေနဲ့အနုမြူသိပ္ပံပညာရှင်တွေအများအပြားသိဆောင်ခဲ့ရပါတယ်။ Israel ရဲ့တိုက်ခိုက်မှုတွေဟာ Iran နိုင်ငံတဝန်းကစစ်အခြေစိုက်စခန်းတွေ၊နျူကလ িয়ার စခန်းတွေနဲ့လူနေရပ်ကွက်တွေကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။ အီရန်ကအစ္စရေးမှာရှိတဲ့တဲလ်အပင်းနဲ့ဟိုင်ဖာအပါအဝင်မြူကြီးတွေကိုဒုံးကျည်တွေဒရုန်းတွေနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ရမှာလူ28ယောက်သေဆုံးခဲ့တယ်လို့အစ္စရေးအနာပိုင်းတွေကထုတ်ဖော်ပြောကြားထားပါတယ်ရှင်။ရေစီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရေစီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinsia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။